င်္ဂလာပါရှင်။အောက်တိုဘာလ15ရက်နေ့အတွက်တန်လင်ထမ်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်ထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မြောက်ဒီဝော်လီလမ်းမှာပြည်လဲဆိုးမှုရေးစစ်ကောင်ဖြင့်တက်ကြိုးပမ်းလာတဲ့သတင်း ပြည်တွင်းရွှေစည်းစံချိန်သက်ထက်တင်တဲ့သတင်းတွေအပြင်စစ်တပ်က NCA ချိုးဖောက်ပြီးဒေသခံတွေကိုပါလူသားတိုင်းအဖြစ်အသုံးချခဲ့တယ်လို့ Rise အဖွဲ့ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့မြန်မာနိုင်ငံမှာလိင်လုံသားလှုပ်ပေးဖို့မှောင်ကိုခူးခံခဲ့ရတဲ့မင်းကလေးနှစ်ဦးအမှုအတွက်အမျိုးသားတဦးကိုထိုင်းဖမ်းဆီးလိုက်တဲ့သတင်း။အွန်လိုင်းလူလိင်ကိုင်းပြန်ပေးဆွဲမှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားကကမ္ဘောဒီးယားကိုအထူးဖွဲ့စည်းလွတ်လိုက်တဲ့သတင်းတွေအပြင်မနက်ပြန်အတွက်မိုးလီဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်။ပြည်ပြည် မြောင်းရီမြို့နယ်မြောင်းရီဝေါ်လီလမ်းမိုင်းမှာစစ်ကောင်ပြင်တက်စစ်ကြောင်းရှေ့ဆက်တဖြည်းဖြည်းတိုးလာနေပြီးလက်ရှိမှာအင်ဂျင်မြန်ကြေးရွာထဲကိုဝင်ရောက်တက်ဆွဲနေရယူထားလိုက်တယ်လို့နေမြေခံသတင်းအရင်းမြစ်တွေစီကနေသိရပါဗျ။မြောင်းရီမြို့တောင်ပတ်မှာရှိတဲ့လေးကေကော မြို့ထဲကိုပြီးခဲ့တဲ့စက်တင်ဘာလပိုင်းကစပြီးစစ်ကောင်ပြင်တက်ကကရင်နယ်ကြားဆောင်တက် BGF အကူအညီပေးမှုနဲ့ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာ KNL တော်လန်ရေးအင်အားစုနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး လေကေကောမြို့ကနေရာတချို့ကိုစစ်ကောင်ရှင်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါလေကေကောကိုထိုးစစ်ဆင်နေစဉ်အတွင်းမှာပဲစစ်ကောင်ရှင်တပ်ကမြောက်ဒီဝော်လီကားလမ်းပိုင်းကိုပြန်လည်ဆိုးမိုးထိန်းချုပ်နိုင်မှုအတွက် BGF ရဲ့အကူအညီနဲ့မြစ်တာလင်းမြိုင်မဲတော်တလေးကနေစစ်ကြောင်းထိုးလာခဲ့ရာ အောက်တိုဘာလ15ရက်နေ့မနက်ပိုင်းကအင်ဂျင်မြန်ရွာထိန်နာကိုရောက်ရှိလာပြီးတက်ဆွဲနေရာယူထားပါတယ်ရှင် စစ်ကောင်ရှင်တပ်ကအင်ဂျင်မြန်ရွာထဲကိုတက်ဆွဲလိုက်ပြီးတဲ့နောက်ကားလမ်းမိုင်းကိုလည်းပိတ်ထားလိုက်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဒီမိုကရေစီအကျိုးပြု Green Democracy KPA သတင်းအရင်းမြစ်တူကလည်းစစ်ကောင်ရှင်တပ်စစ်ကြောင်းတစ်ဖြည်းဖြည်းရှေ့ဆက်တိုးလာနေပြီးတိုက်ပွဲတွေခက်ဆက်စိတ်ဖြစ်ပွားနေသလိုအင်ဂျင်မြန်ရွာမှာရှိတဲ့ BGF တင်းချုပ်ထားတဲ့ကြားဖြတ်ဆိုင်ထဲကိုစစ်ကောင်ရှင်ကဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့ပြောကြပါဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြောက်ဒီမြို့မှာရှိနေတဲ့ကရင်နယ်ကြားဆောင်တပ် PGF ဗိုလ်မုတ်တုံပိုင်ဆိုင်တဲ့ဂိတ်တချို့ကိုစစ်ကောင်ရှင်ကတွားရောက်စစ်ဆေးနေပြီးဗိုလ်မုတ်တုံရဲ့နှစ်ကိန်းမှာစစ်ကောင်ရှင်ကတက်ဆွဲနေရယူထားလိုက်တယ်လို့မြောက်ဒီမြို့ခံရဲ့ပြောပြချက်အရသိရပါတယ်ရှင်စစ်ကောင်ပြင်တဟာမြောက်ဒီမြို့တောင်ဘက်ချမ်းမှာရှိတဲ့ရေကိတ်ကောမြို့တင်တဲ့မြောက်ဒီဝော်လီကာလန်ပိုင်းမှာ BGF နဲ့အတူစစ်ကြောင်းထိုးတိုက်ခိုက်နေသလို ကော့ဂရိတ်မြောက်ဘက်ပိုင်းကကျေးရွာဒီမှာလဲခွဲထွက် DKPA နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရလို့သိရပါတယ်ရှင်။ကဘာရွှေစည်းစံချိန်တင်မြင့်တက်လာပြီးနောက်ပြည်တွင်းရွှေစည်းဟာလည်းတကြက်သားကို86သိန်းဝန်းကျင်အထိထိုးတက်လာပါတယ်။ဒီသတင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။ ကမ္ဘာရွှေစည်းသမိုင်းကြောင်စံချိန်တင်မြင့်တက်လာပြီးနောက်ပြည်တွင်းမီးလင်းခောက်ရွှေစည်းကလည်းတစ်ကြက်သားကို86သိန်းဝန်းကျင်အထိတိုးတက်လာတယ်လို့ရွှေလုံငန်းရှင်တွေကတန်တွင်တိုင်းကိုပြောပါတယ်။ဒီရွှေစည်းနှုန်းဟာမြမရွှေလောကသမိုင်းလျှောက်မှာအမြင့်ဆုံးစည်းနှုန်းဖြစ်ပြီးအာဏာမသိမ်းခင်ကာလနဲ့နှိုင်းယှဉ်ရင်၈ဆကျော်ထိစည်းနှုန်းကြီးမြင့်လာတာဖြစ်ပါတယ်။ကမ္ဘာရွှေစည်းဟာပြီးခဲ့တဲ့အောက်တိုဘာပထမပတ်တွင်ရွှေတအောင်စကိုအမေရိကန်ဒေါ်လာ3860ဝန်းကျင်ရှိရာမှာ အောက်တိုဘာ15ရက်နေ့မှာတော့ဒေါ်လာ4200ဝန်းကျင်သည့်စံချိန်တင်ထိုးတက်လာတာပါကမ္ဘာရွှေစင်လုံးစံချိန်တင်ထိုးတက်လာမှုနဲ့အတူပြည်ရင်းရွှေဈေးကလည်းတစ်ကြက်သားကိုကျပ်86သိန်းဝန်းကျင်ထိစံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်ရွှေလုံငန်းရှင်တို့ကတော့ရွှေစင်းလုံးဒီစံချိန်တင်မြင့်တက်လာရတာဟာကမ္ဘာရဲ့ရက်ကနိုင်ငံတော်မြတ်မြတ်မှာရွှေဝယ်လိုအားတွေမြင့်တက်လာတာကြောင့်လို့တန်လွင်တိုင်းကိုပြောပါတယ် ဘာချင်းနေကဘာရင်ရကဒီကဘာပေါ်ပေါ်ကန်ပေါ့နော်အဲ့ခံရဲ့မူဝါဒအကြောင်းတွေလေးပါတာပေါ့ခုကပြီးတော့နိုင်ငံတော်တော်များများမှာဖြေဝေဝေလိုအားဒီကြီးကတော်တော်မြင့်တယ်တချို့နိုင်ငံထိုင်းနိုင်ငံဆိုလို့ရှိရင်ဒီကြားချင်းပေါ့နော်ထိုင်းမှာဆိုလို့ရှိရင်ဖြေဝေလိုအားမြင့်တက်ပြီးတော့ဘယ်နေမှာငွေသားနေသွားတဲ့အနေအထားတကူရောက်လက်ရှိရွှေစင်းလုံးဟာကမ္ဘာရွှေစင်းလုံးကမောက်ကမချာ ခမန်းရခတ်နေပြီးကမ္ဘာရွှေစင်းလုံးအတွက်ကြပေါ်မူတီကပြည်တွင်းရွှေစင်းလုံးတွေလည်းအချိန်နဲ့မျှပြောင်းလဲလာနိုင်တယ်လို့သူကဆက်ပြောပါတယ်။ပြည်တွင်းရွှေစည်းကွက်အတွင်းမှာတော့ရွှေစင်းလုံးစံချိန်တွေမြင့်တက်နေတဲ့အတွက်အရောင်းဝယ်တွေအင်းနေပြီးစစ်ကော်မရှင်လောက်ခံဌာနဆိုင်ရာတွေကရွှေစင်းလုံးစံချိန်တွေမြင့်တက်မှုပေါ်စောင့်ကြည့်တာတွေရှိတယ်လို့သိရပါတယ်။စစ်ကော်မရှင်လောက်ခံတသက်ထုရွှေရင်းညွှန်းစေးတက်မဲ့ကြီးကော်မတီကတော့စံချိန်မီရွှေတစ်ချက်သားကိုဈေးနှုန်းကျပ်59သိန်း9000 တက်မှတ်ထားပေမဲ့ပြင်ပပေါက်ဈေးနဲ့နှိုင်းရှင်ပါကချက်25သိန်းကျော်ထိဈေးနှုန်းကွာဟနေပါတယ်။ရေဘလူအဖွဲ့ရဲ့အစီအရေးလှုပ်ရှားမှုကိုဖျက်တောက်ဖို့စစ်တပ်ဟာ NCA စာချုပ်ကိုချိုးဖောက်ပြီးဒေသခံတွေကိုပါလူသားတိုင်းဖြစ်အသုံးချခဲ့တယ်လို့ Rex အဖွဲ့ကပြောပါရယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရယ်။ မွန်ပြည်နယ်ရေမြွန့်နယ်မှာရှိတဲ့ရေဘလူဘွဲ့ရဲ့ဆေးလှုပ်ရှားမှုကိုဖျက်ချောက်ဖို့စစ်တပ်က NCA စာချုပ်ကိုချိုးဖောက်ပြီးဒေသခံတွေကိုပါလူသားတိုင်းဖြစ်အသုံးချခဲ့တယ်လို့ရာမြ Institute သူစေတနာဌာန Rise အဖွဲ့ကပြောပါတယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆေးရေးသဘောတူစာချုပ် NCA ကိုစစ်တပ်ကချိုးဖောက်ပြီးရေဘလူဘွဲ့ရဲ့ဆေးလှုပ်ရှားမှုကိုဖျက်ချောက်နေတဲ့ပေါ် Rise အဖွဲ့ကအောက်တိုဘာ14ရက်နေ့မှာအပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်အဖြစ်ထုတ်ပြန်ခဲ့တာပါ ပြခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကအင်အား80လောက်ပါတဲ့စစ်ကော်မရှင်ရဲ့စစ်ကြောင်းတစ်ချောင်းဟာ NCA လက်မှတ်ရေးထိုးထားတဲ့မော်ပြစ်တဲ့ပါတီ NMSP ရဲ့ဒဝဲခိုင်ထင်းချုံနယ်မြေဖြစ်တဲ့ဝရဟိုင်းရွာဘက်ကိုဝင်ရောက်ခဲ့တာပါ။ ဂျာဟာနှစ်ပေါင်းများစွာတည်ငြိမ်နေခဲ့တဲ့ဒေသငင်းချမ်းရေးကိုတိုက်ရိုက်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး NCA သဘောတူစာချုပ်ပါအခြေခံမှုတွေကိုစစ်တပ်ကပြောင်ပြောင်တင်းတင်းကျူးလွန်ချိုးဖောက်တာလို့ Rice ကဆိုပါတယ်1995ခုနှစ်စေဆိုးရလက်ထက်အပြစ်ခတ်ရစဲရေးပြုလုပ်ပြီးရနောက်စေဆိုးနဲ့၃ခုနီးပါးအတွင်မော်ပြင်းနဲ့ရေးမြို့နယ်ကျောင်းရွာအုပ်စုဖြစ်တဲ့ဝရဟိုင်းဒေသမှာ စစ်တပ်ရဲ့လုံခြုံရေးလှည့်လှည့်တာဒါမှမဟုတ်စစ်ကြောင်းထူတာမျိုးလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့ရေဘလူဖွဲ့ကိုဦးတည်ပြီးမော်ပြတဲ့ပါတီ NMSB ရဲ့ထိန်းချုပ်နယ်မြေတဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုဟာ NCA စာချုပ်ပါသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့သုံးသပ်ထားတာပါ။ NCA စာချုပ်ပါအခန်း3ပုံမှန်ရှိအရာစစ်တပ်နဲ့ EO တပ်ဖွဲ့ဝင်ရဲ့တွာလာလှုပ်ရှားခွင့်နဲ့ပတ်သက်ပြီးလုံခြုံရေးအရကန့်သက်ထားတဲ့နေရာတွေကလွဲရင်ဘယ်နေရာမှမစိုးလက်နက်ကင်ဆောင်ခြင်းမရှိဘဲလွတ်လပ်စွာတွာလာခွင့်ပြုထားတာပါ။ ဒါပေမဲ့တစ်ဖက်အဖွဲ့အစည်းကထိန်းချုပ်ထားတဲ့နယ်မြေအတွင်းလက်နက်နဲ့သွာလာဖို့လိုအပ်ရင်နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်နဲ့သွာလာဖို့စာချုပ်မှာပြဋ္ဌာန်းထားတာဖြစ်ပါလိမ့်။ပြည်နယ်ဆက်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူရဲဆောင်ကြီးကော်မတီ GMCS မှာပါဝင်ခဲ့သူရက်သားကိုယ်စားလှယ်တဦးကအာဏာသိမ်းပြီးတဲ့နောက်စီမံအုပ်ချုပ်သူတွေက NCA ကိုလက်တွေ့လိုက်နာမှုမှာပြောစရာအဖြစ်ရှိဘူးလို့2023ခုနှစ်ဩဂုတ်လအတွင်းတန်လွင်တိုင်းကိုမှတ်ချက်ပြုခဲ့ပါသည်။ပြည်ခတ်တိုက်ခိုက်မှုရက်စဲရေးဆိုင်ရာပူရဲဆောင်ကြီးကော်မတီ GMC ဟာ ဒီမိုကရေစီအစိုးရ20ဖော်ဆောင်ခဲ့တဲ့ NCA စာချုပ်ကိုလိုက်နာစီရေးညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထောင်စုအဆင့်ပြည်내အဆင့်ဒေသဆိုင်ရာအဆင့်တွေနဲ့ဖွဲ့စည်းခဲ့တာပါဒါပေမဲ့2021ခုနှစ်ဆီယနာသိမ်းပြီးနောက်ပိုင်းမှာတော့အဲ့ဒီအဖွဲ့အစည်းတွေအပါအဝင် NCA မှာရှိတဲ့ရန်ရရတွေအားလုံးဟာအကောင့်တွေဖုံးမှုလုပ်ငန်းစဉ်နဲ့အတူရပ်တန့်သွားခဲ့ပါတယ် Rice ကတော့စစ်တပ်ရဲ့စစ်ကြောင်းထုတ်မှုဟာအ धिक ပြတ်မှတ်ဖြစ်ရေးဘလူးဖွဲ့ကိုဥတီတာဖြစ်ပေမဲ့ဒေသခံတွေကလူသားတိုင်းဖြစ်အတုံးချပြီးငွင့်ညစ်ခဲ့တယ်လို့ဆိုပါတယ် စစ်ကြောင်းဟာအဒိန်ချန်စုနဲ့ဝရဟိုင်းဒေသက28ဦးကိုဖမ်းဆီးခဲ့ပြီးသူတို့ကိုတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုဟန်တားဖို့အတွက်လူသားတိုင်းဖြစ်အရှိကနေလမ်းပြစေခဲ့တာပါ။ ဒါဟာအစုလိုက်ပြောင်းလိုက်ပေါ်တာဆွဲတာဖြစ်ပြီးတချို့မှာရိုက်နှက်ခံခဲ့ရတယ်လို့တနက်ပစ်ဖောက်ဝင်ရောက်ခဲ့တာကြောင့်နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဖော်ပြပါရီ။ဒါအပြင်စစ်တပ်ကဝရဟိုင်းမှာတညတက်ဆွဲပြီးအဲ့ဒီကနေတဆင့်ရွာကလေးတောင်စုံကျွေးရွာကိုဆက်လက်စစ်ကြောင်းထိုးကာကံလရွာရောက်မှာတော့ဖမ်းဆီးခံရသူအလုံးငွေပေးဆောင်ပြီးမှပြန်လည်လွတ်မြောက်လာခဲ့ကြတယ်လို့ရွာကန်တူးကတန်လွင်တိုင်းကိုပြောထားတာပါ။ အဲဒီစစ်စင်ရေးဟာဝရဟိုင်းဒေတာပတ်ဝန်းကျင်မှာလှုပ်ရှားမှုပြင်းထန်နေတဲ့ရေးဘလူးဖွဲ့ရဲ့စေးလှုပ်ရှားနိုင်စွမ်းကိုဟန်တာဖို့သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်တောက်ဖို့နဲ့ဒေတာကန်တွေရဲ့ထောက်ခံမှုကိုပိတ်ဆို့ဖို့ရွေပုံရတယ်လို့ Rice ကသုံးသပ်ပါတယ်။တစ်ဖက်မှာစစ်တပ်ရဲ့စစ်စင်ရေးဟာဒေတာရင်းလုံခြုံရေးနဲ့တင်းကျပ်ရေးကိုအကြောင်းပြတာ လာမယ့်ရွေးကောက်ပွဲကျင်းပဖို့အနေမြင့်ရှင်းလင်းရေးပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းညွှန်ပြနေတယ်လို့ဆိုပါတယ်။အခုဖြစ်စဉ်ရဲ့အကျိုးဆက်ဖြစ်ဒေသခံတွေရဲ့စိုးရိမ်ကြောက်လန့်မှုကြောင့်ဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရပြီးအထက်ကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Robert Chick အလုပ်ကိုပါဆွလွန်ထားရမယ့်အခြေအနေစိုက်ရောက်နေတာပါ။နိုင်ငံရေးအရမှုစစ်ကော်မရှင်ရဲ့လုပ်ရက်ဟာ NCA စာချုပ်ရဲ့တံပိုးနဲ့ဂရိကဝတ်ကိုအလေးမထားပဲအပြစ်ရဲ့လက်မှတ်ရေးထိုးထားတဲ့မော်ပြစ်သက်ပါတီလိုမျိုးတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေရဲ့ရည်တည်ချက်ကိုပြန်လည်သုံးသပ်လာစေရေးဖိအားပေးနေတယ်လို့ဖော်ပြထားပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလိင်လုံသားလှုပ်ပေးဖို့မှုံခိုကူးခံခဲ့ရတဲ့အမျိုးသမီးနှစ်ဦးအမှုအတွက်အမျိုးသားတဦးကိုထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြပြပေးထားပါရရှင်။ မြန်မာနိုင်ငံရှိကာရာအိုကေဘားတစ်ခုမှာတရုတ်ဖောက်သည်တွေကိုဝန်ဆောင်မှုပေးဖို့မြန်မာမိန်းကလေးငယ်2ဦးလူမောင်ခိုကူးခံရမှုမှာပါဝင်တယ်လို့ဆွဆွဲခံရသူအသက်59နှစ်အရွယ်အမျိုးသားတအူးကိုထိုင်းရဲတပ်ဖွဲ့ကတပ်ပြည်နယ်မှာဖမ်းဆီးလိုက်ပါတယ် တနရရှိသူအမျိုးသားရဲ့အမည်ဟာအန်နီဟုဖြစ်တယ်လို့ဖော်ပြထားပြီးနာမည်အပြည့်အစုံကိုတော့ရဲတပ်ဖွဲ့ကထိန်ချန်ထားပါတယ်။အသက်15နှစ်အောက်အရွယ်မိန်းကလေးတွေကိုလူမောင်ကိုကူးမှုလိင်ပိုင်းဆိုင်ရာအတုံးချစေခိုင်းမှုဆွဲချက်နှစ်ခုနဲ့အဲ့ဒီအမျိုးသားကိုဖမ်းဆီးထားတာဖြစ်တယ်လို့ လူမောင်ခိုကူးမှုတိုက်ဖျက်ရေးဌာနအကြီးအကဲရဲမှုချုပ်ဝစ်တာရာဆရီဖာရာဆဖက်က အော်တိုဘာလ15ရက်မှာပြောပါတယ်မြန်မာနိုင်ငံနယ်ဆက်ထိုင်းမြောက်ပိုင်းထက်ပြည်နယ်မဲဆောက်ဒေသရှိလမ်းမတစ်ခုပေါ်မှာအော်တိုဘာလ14ရက်ကအန်နီဟုဆိုသူကိုရဲတပ်ဖွဲ့ကတရားရုံးဖမ်းဝရဲနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံတဲကကာရာအိုကေဘားတစ်ခုမှာအလုပ်ကောင်းကောင်းရမယ်လို့စောစောပိုင်းကသွေးဆောင်ခေါ်ယူခံရတဲ့အသက်73နှစ်နဲ့74နှစ်အရွယ်မိန်းကလေး2ဦးကိုစောက်ရှောက်ထားသူတွေကအန်နီဟုတ်ကိုဆွဆွဲခဲ့တာဖြစ်ပါတယ်တိုင်ကြားချက်တွေအရအဲ့ဒီမိန်းကလေးတွေဟာမြန်မာနိုင်ငံကကာရာအိုကေဘားမှာနေ့စဉ်ည၈နာရီကနေမနက်၃နာရီအထိအလုပ်လုပ်ကြရပြီးတရုတ်ဖောက်တယ်တွေအတွက်လိမ်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးဖို့စီခိုင်းခံရတယ်လို့သိရပါတယ် သူတို့ပြန်လည်လွတ်မြောက်ဖို့တယောက်ကိုဘတ်ရှစ်ထောင်စီပေးရမယ်လို့ပြောထားကြောင်းရဲမှူးကြီးဝစ်စတာရာကပြောပါတယ်။မိန်းကလေးတွေရဲ့မိဘတွေကအဲ့ဒီကာရာအိုကေဘားစီပြန်ရင်းငွေလွှဲပေးခဲ့ပြီးမိန်းကလေးတွေအနီးရဲ့ကင်းကင်းနဲ့အိမ်ပြန်ရောက်လာပြီးမှရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။အနီးဟုကစစောပိုင်းမှာဆွဲချက်တွေကိုညှင်းဆိုခဲ့ပြီးလူမောင်ကိုကွန်ရက်မှာသူပါဝင်ခဲ့တာမရှိဘူးလို့ထွက်ဆိုခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံသားဒါဇင်ပေါင်းများစွာပြန်ပြီးဆွဲခံရမှုမှာပါဝင်တဲ့ online လူလိန်စင်တာတွေနဲ့အလုပ်လိမ်လည်ခေါ်ယူမှုတွေကိုဆွေးနွေးဖို့တောင်ကိုရီးယားကကမ္ဘောဒီးယားသို့အောက်တိုဘာ15ရက်မှာအထူးအဖွဲ့တစ်ဖွဲ့စေတော့လိုက်ပါတယ်။ကမ္ဘောဒီးယားမှာရှိတဲ့ online လူလိန်ဂိုင်းတွေမှာဖမ်းဆီးခံထားတဲ့မိမိတို့နိုင်ငံသားအားလုံးကိုမိခင်နိုင်ငံစီပြန်ခေါ်သွားမယ်လို့ဆိုလ်ဆိုရာကစောစောပိုင်းမှာကြေညာပြုခဲ့တာပါ။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့တောင်ကိုရီးယားထူးဖွဲ့ဟာအောက်တိုဘာ15ရက်ညနေပိုင်းကကမ္ဘောဒီးယားသို့ထွက်ခွာသွားတယ်လို့အခြေအနေရအမည်မဖော်လိုတဲ့အစိုးရရရှိသူကပြောပါတယ်။ပျောက်ဆုံးနေတဲ့တောင်ကိုရီးယားနိုင်ငံသား80ထဲက63ဦးဟာကမ္ဘောဒီးယားမှာဖမ်းဆီးခံထားရတယ်လို့ယုံကြည်ရပြီးတော့တောင်ကိုရီးယားနိုင်ငံသားအားလုံးကိုမိခင်နိုင်ငံစီပြန်လည်ခေါ်ယူမယ်လို့အစိုးရကကြေညာပြုထားကြောင်း သမရာယုံကအောက်တိုဘာ14ရက်မှာပြောပါရီကမ္ဘောဒီးယားမှာရှိနေချိန်တောင်ကိုရီးယားနိုင်ငံသား330ဟာအခုနှစ်ဇန်နဝါရီနဲ့ဩဂုတ်လအတွင်းပြောင်းဆုံးသွားခဲ့တာဒါမှမဟုတ်ထိမ့်သိမ်းခံခဲ့ရတယ်လို့တောင်ကိုရီးယားနိုင်ငံဂျိုင်းဝန်ကြီးဌာနကဖော်ပြထားပြီးအဲ့ထက်ကလူ80လောက်အန္တရာယ်ကင်းမကင်းဆိုတာအတိမပြုပါသေးဘူးလို့ပြောပါရီကမ္ဘောဒီးယားကပူပေါင်းဆောင်ရွက်လာစေရေးတောင်ကိုရီးယားဆွေရအနေနဲ့တန်တမာရေးနီလာအားလုံးနဲ့ကြိုးပမ်းသွားမယ်လို့သမရာယုံကပြောပါရီတောင်ကိုရီးယားကကမ္ဘောဒီးယားမှာရှိတဲ့သူတို့ရဲ့တန်ယုံမှာ ရတဖောက်ဝင်အရေးအတွက်တိုးမြင့်ချထားတာပါဝင်တန်ယုံရဲ့တုံ့ပြန်နိုင်မှုအားပူကောင်းလာအောင်ဆောင်ရွက်ဖို့လည်းစီစဉ်ထားပါသည်။တုံ့ပြန်ရေးအဖွဲ့မှရတဖွဲ့နဲ့တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိတွေပါဝင်တယ်လို့သမ္မတဝန်ကြီးရဲ့ဖော်ပြချက်အရသိရပါသည်။ဖန်စီခံထားတဲ့တောင်ကိုရီးယားနိုင်ငံသားတွေပြန်လည်လွတ်မြောက်ရေးတောင်ကိုရီးယားရတဖွဲ့ကကမ္ဘောဒီးယားအရာရှိတွေနဲ့ဆွေးနွေးပြီးတော့ကြားသေးခင်တောင်ကိုရီးယားတက္ကသိုလ်ကျောင်းသားတဦးတည်ဆုံးခဲ့မှုကိုပူးတွဲစုံစမ်းစစ်ဆေးဖို့စီစဉ်ထားတယ်လို့သိရပါပြီ။ဒေတာရင်းရာဆွဲခိုင်းတစ်ခုကပြန်ပြီးဆွဲပြီးနှိမ့်ဆက်ခဲ့တဲ့ဆိုတော့ကိုရီးယားတက္ကသိုလ်ကျောင်းသားတဦးကမ္ဘောဒီးယားမှာတည်ဆုံးမှုကြောင့် တောင်ကိုရီးယားမှာလူအများထိတ်လန့်နေကြပါတယ်။အိမ်မှုနဲ့ပတ်သက်လို့တရုတ်နိုင်ငံသား၃ကိုလူတက်မှုအွန်လိုင်းလိမ်လည်မှုတို့နဲ့ဖမ်းဆီးထားပါတယ်။ကမ္ဘောဒီးယားမှာရှိတဲ့အွန်လိုင်းလူလိမ်ခိုင်းတွေမှာဥပဒေချိုးဖောက်မှုတွေဟာအစုလိုက်အပြုံလိုက်ကျွလွန်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့နိုင်ငံတကာလူငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောထားပါတယ်။ နေ့ဖြန့်အောက်တိုဘာလ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံတပီလုံးမှာတော့တိမ်အထင်းထင်းမှတိမ်ထူထန်းနေရကိုတွေ့ရပါတယ်။ကံယူရန်ဒေသမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုလူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။မနက်ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ပင်ကလာပင်လယ်အော်တို့မှာ တိမ်အသင်းစင်မှာတိမ်ထူးထနိုင်ပြီးကပလီပင်လယ်ပင်နဲ့ပင်ကလားပင်လယ်အော်တို့မှာတိမ်အသင်းစင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေးအားအနှဲငယ်ရှိနိုင်ပါတယ်။တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်းစင်ရှိနိုင်ပါတယ်။နေပြီးတော့သခိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပြီးကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်တဝယ်မြို့တို့မှာ30ဒီဂရီစင်တီဂရိတ်စီနဲ့ဖမ်းမြို့မှာ31ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံရှေ့ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်စီအညွှန်းကိန်းဟာတောင်ပင်အဆင့်မှာရှိနေနိုင်ပြီးကြံတပြေလုံးမှာတော့အညုံကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ ဒီမိုလီဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်အနေဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးချုပ်ကွန်မတီကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထမ်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တလင်ထမ်းမြေတရင်ထုံလဲမှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထမ်း application ကနေလဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။